channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရောက်ရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ညာဥဒ္ဓဘာသာတို့ဤဘာသာရေးဆိုင်ရာချင်းကြီးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိသတ်စုံညီပြီးဆိုရင် နိဗ္ဗာန်သောဓမ္မဂောဒကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယတနာသုံးပါးကတော့၍တရဏဂုံသီလများခံယူကြပါစို့ခမားဆိုတဲ့အတန်ပေးလိုက်လို့ရှိရင်လောကဥပမာမိုးဦးကြတခုတောင်ကမိုးချင်းမိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်ထဲကေကာ ကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်တွေကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူဓမ္မဂောဓကတရားကျွေးကြောနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရနာသုံးပါးကြော့၍တရဏဂုံသီလများဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာ သူတော်ရှင် အမျိုးသားအမျိုးသမီးဒီဟူသောရွှေဥတောင်းတို့သည် တပြိုင်နက်ထက်တညီတညွတ်ထက်ဩကာသဩကာသအစရှိတဲ့ယရဏာတုံးပါအကတော့တဲ့ဇဒံကေကာတန်ဒီဟာညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရဘုန်းကြီးတို့အရက်ထဲမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မတွင်လို့ငါနင်း အဲ့လိုပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမူအကုသို့ဇောတရား49ကဒေါသမူအကုသို့ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံဖြစ်ပါ အကုသိုလ်ပဲမှာအကုသိုလ်သော49ချိန်သောမှဖြစ်မှာအကုသိုလ်နဲ့ဆံရအတန်တတန်တတန်ထွက်တယ်လို့ကုသိုလ်ပဲဆံရမှာလည်းပဲယန္တနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့យ៉ាងအတွက်မဟာကုသိုလ်သောစိတ်တွေ လေးချက်ကိုကဖြစ်မှာဩအတံပီပီတတတတံထွက်တယ်။ကာမလေးပဲထို့အတူပဲလေးချက်ကိုချိန်တမလေးပဲလေးချက်ကိုချိန်အဲ့ဒီလိုကုသိုလ်သောစိတ်တွေလေးချက်ကိုကလေးချက်ကိုကတတံတတံမှာထို့မှာရတယ်လို့စိတ်แทကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည် ထိုလူရင်းကတော့ဖရာတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆငေးစဉ်တောင်ကြီးကလေးဘဝဖရာမန်တရားမန်တန်ခါမန်မသိတဲ့အချိန်ကမတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်အပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကို ယရဏသုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြည်ရေအေးဖြင့်ပထမဒုတိယတတိယတကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကို ဘုရားတပည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ိုးပူဇော်ဖူးမြော်မှန်းလျော့ကတော့ပါဤအရှင်ဘုရားဆိုတဲ့ဤအချိန်မှာတတန်တတန်၌မဟာကုသိုလ်ဇော၄ကို49က49ကဇောတော်မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရေရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတွန်းတွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးကအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချုပ်ပြီးလို့ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေဖြစ်သွားအဲ့ဒီအခါမှာလူလောကတဘောရေစင်စင်ကြဲကြဲဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့ အာရေချိုးပြီးတော့ခန္ဓာကိုယ်တန့်ဆင်းနေတဲ့အချိန်မှာပန်းကောင်းပန်းညင်းနဲ့အဝတ်ကောင်းဝတ်ချင်းနဲ့နတ်တာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်တာကောင်းပေးပါတောင်းရလို့လို့တောင်းရလို့ပဲခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲတော့ကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာတိရပေးမဲ့သင်္ဃာတော်ကို ခြီပေါက်လက်ခါမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိကရဏေနရဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီဘုအချိန်အမတန်စင်ကြဲသောခန္ဓာကိုရှိနေဒီခစင်ကြဲသောခန္ဓာကိုရှိနေတဲ့တပည့်တော်ဒီအရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းစရငါမျိုးနတ်တာကောင်းနတ်တာပြောင်း ငါးမျိုးကိုပန်ရလူเจ้าဝုတ်ရလူเจ้าလင်းရလူเจ้าတောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရားအနုကံကတဝါသီလံတိထမေဗန္တိဗန္တိရှင်ဘုရားလောကံချီးမြှောက်မှုကိုကတဝါပြု၍မေတ္တပြည့်တော်အာသီလံကရဏဂုံသုံးခံဥဇိုက်ပန်းနဲ့တကွာငါးခံသောသီလတည်ဟူသောဝတ်ကောင်းစလငါးမျိုးနဲ့တာကောင်းနဲ့တာပြောင်းငါးမျိုးကို ဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျာတောင်းပေးတောင်းနမတစ်ချိန်မကဘုဒ္ဓယံပေးနှစ်ချိန်မြောက်လဲထို့အတူပါဠိလိုတောင်းတတိယံပြီးသုံးချိန်မြောက်လဲပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတန်ပေးလိုက်ယမံဝဒမိတံဝရေထာတရားဓမ္မတွေကဘာဆိုလိုက်တော့ အမဗန္ဒီဘာလို့ကြတာတော့ဆရာတကာလို့ဆိုရင်ပြောတတ်ပါစေအေးရမဟာဓမ္မိတံဝတိထလို့ဆိုလိုက်တဲ့တိရပိတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတကာတကမအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးတိရဆိုတဲ့ဝတ်ကောင်းဆက်လက်၅မျိုးတဏိနန္တာကြောင့်နန္တာကောင်း၅မျိုးပါ ဘဂတိဗံဘဂတိအဝတ်ဘဂတိနတ်သာလိုအထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆူ၍သောက်တီမရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလနတ်သာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ ဆောက်တီးပုံကိုဆိုးပေးမယ်အဲ့ဒီဆိုးပေးတဲ့ဆောက်တီးပုံကိုမမားအောင်လိုက်ဆိုကြဒီအဓိပ္ပာယ်တော့တည်တည်ရပေးတဲ့ကိုတော်ကယမဟံဝရမိတံဝရေတာသာဓုဝနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံဆောက်တီးပုံ၅ပါးသီလခံယူဆောက်တီးပုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအာ တန်ထူငါဆို၍ပေးတဲ့ငါဘာတရဏဂုံဆောက်တီဘုံငါဘာသီလဆောက်တီဘုံပါဠိကိုတုံမေတင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်းလိုက်မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဓမ္မရကမကအာမဗန္တီဗန္တီရှင်ဖေဟာအာမကောင်းပါပြီကောင်းပါပြီရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုယ်တော်ကဗန်စပေးလိုက် ဘာစပြီးတော့ရွတ်ပင်ဆူပေးလိုက်ကြလေနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဘုရားရှိခိုးစာပိုက်ကလေးလေးကစဆိုးနိုင်တယ်အေးဆိုးနိုင်လို့စာပိုက်တို့လို့များတန်ဖို့နေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ဒီမြောက်များစွာရှိတဲ့အ ਨੇ ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ပြမှာအလွန်ထင်ရှားတဲ့ ဘဂဝါဂုံအရဟံဂုံတမ္မတမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဖရာကိုရှီခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဖရာကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအာတူတူချင်းချင်းနဲ့လူရင်ထိ kait အောင်ရှီခိုးကြအောင်စုအတိပယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတဘဂဝတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတာရှေးကတိုင်တယ်ဆိုပေးလိုက် အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာရုံမတွေကတွန်းခေါက်အတိတ်ပဲရှိအေးအနစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတော်အရဟံဂုံတော်ယင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတံတမ္မာတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော် တတ္တထုမြတ်စွာဘုရားအနမောယူတိမြတ်လို့ရှိခိုးဥညပါဤဖရာဖရာရှိခိုးတဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံကမ္မတံဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဖရာကိုရှိခိုးတဲ့စာပတ်ဒီစာပတ်ဖြင့်တရားမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဖရာထံလာပြီးတော့အိမ်အိမ်ဒတာလာလှိုင်းကူမှာတက်ကပင်ညတော့နာပြီးတော့ တောဓာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်လာနီးတဲ့အခါမှာပြန်လာနီးကြတော့ဒီနမောတ္တရနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်ပြလို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်ပြဝယုံကြည်တဲ့လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပို့ပြီးတော့သူကနမောတ္တရသုံးတော့ဆိုပြီးတော့ရှ िख ိုးပြန် ထို့အတူပဲဓမ္မတိမြမကြီးများဖျားထံသာပြန်နေဆိုရင်ဒီနမောတ္တရနဲ့ပဲသုံးပါမတ္တရရှိခိုးပြီးတော့ပြန်ရလူပြည်လောကကပတိနတိကောသလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမယုတို့ဆိုတဲ့ပုံနာပန္တိပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ္တရရိုက် ဒီနမောတတနဲ့ဘုရားရှိခိုးကြအဲ့ဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တို့တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်တဲ့ဘုရားရှိခိုးကတည်းက ဒီအကျိပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အချက်ကလူကြီးများကဒီနမောတ္တကိုသုံးောက်ဆိုယုံအရှင်ပြုခဲ့အေးအဲ့ဒီအရှင်ပြုတာကိုကခုပြောလို့အင်္ဂဏတုပဲရှိတဲ့ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတဲ့ဘုရားရှိခိုးစားပိုင်အဲတိရပိတဲ့ကိုရောတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့ တွန်းကောက်ဆိုကြဟာဆိုပြီးသူတို့ကရှေ့ကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြတော့ဘုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဘုရားယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃံယရဏာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရား ်ပြီးတော့ဖရာတရားတန်ခါသည်ရဏတုံးမရငါတို့ရဲ့အတာကိုပွယ်ရာဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်းဘုဒ္ဓံကရဏံကိသာမိဆိုရင်မဲရှစ်လုံးရှိတလုံးတလုံးမှာမာကုသိုလ်စိတ်တည်း49 49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဘုဒ္ဓသရဏဂုံလို့ခေါ်တယ် ထိုအတူဓမ္မံတရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံတဏ္ဍံတရဏံကိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုတံဃတရဏကမဏမြမလိုတံဃတရဏဂုံတံဃတော်အကုဝေယဟူ၍ရှိကတိမှကြောင့်ဖြစ်သောမာကုသိုလ်စိတ်စေတသိလို့အဓိပ္ပာယ်ရှိပါ ဒီဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာတုံးပိုက်ရွတ်လိုက်ပြီးနဲ့တပြိုင်နက်အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓဒရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းကုံစဉ်ဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့ဒရဏဂုံပန်းကကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီ ထိုအခါသီလပေးတဲ့ကိုယ်တော်ကအိုးမိဘကတာတမီပန်းတကင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့တမီရဲ့နောက်ထပ်တကင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုယ်တော်ကဒုတိယမိဘတော်တရဏဂေသာမိဒုတိယံပိဓမ္မံတရဏံဂေသာမိဒုတိယံပိသံဃံတရဏံဂေသာမိဒုတိယမြောက်တရဏဂုံပန်းမြကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် ဟာတရားတော်မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမောပန်းထားလိုက်တယ်ဆိုပါစို့ဒုတိယပြီးဆိုလိုက်တဲ့အခါတရဏဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းမောမှာမြိုင်မြိုင်ကြီးပန်နေပြီထိုကမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့သုံးခိုင်ကပူလာအလေကောင်းကတစ်ခိုင်လေဝဲကတစ်ခိုင်လေရာကတစ်ခိုင်ပူလာမင်းကတန်းလာတော်မူ တတ္တိယပန်းကန်မှန်အောင်လို့ပေးတယ်လို့ဒီကပေးတဲ့ကိုယ်တော်ကတတ္တိယံမိဗုဒ္ဓံသရဏံဂိသမိတတ္တိယံမိဓမ္မံသရဏံဂိသမိတတ္တိယံမိသံဃံသရဏံဂိသမိဆိုပြီးတော့သရဏဂုံပန်းကန်ကြီးပေးပြန်အာဒကာဒကမကြီးကလည်းနှစ်သက်အာယံဝံပန်းတတဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာ တရဏဂုံပန်းကင်ကြီးသုံးကင်ပန်မိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကပါလို့လားတရဏကမဏံပရိပုံနံပါဠိစကားပြောလိုက်တရာဓမ္မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေလားအေးမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ် ပြီးရပြီးတဲ့ကိုယ်တော်ကတရဏဂမဏံပရိပုံနံဒါတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏဂမဏံတရဏဂုံသုံးခံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံနံပြည့်စုံကြပါလားအိုးတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ပါလားအားရပါလားမေးလိုက်ထိုအခါတကတော့မကအာမဗန္တိပြည့်စုံပါပြီဖေဟာကျေနပ်ပါပြီဖေဟာအားရပါပြီဖေဟာလို့ ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလာပေးတဲ့ကိုရောကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲတထဲတထဲပြီးတထဲတဏိနဲ့သာကောင်းတမျိုးပြီးတမျိုးလှန့်လှန့်ပေးတယ်လို့နော်သီလာပေးတဲ့ကိုရောကအနာတိပါဒဝိရမဏိသေကာဗရံသမာတိယာမိဆိုပြီးတော့ပါဏတိပါဒဝိရတိသီလာတိဟူသောအဝတ်တထဲပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန် ဒီဒကာဒကမဒီကလေးပဲဝံပန်တသာလိုက်ဆူ၍ထူပါဏာတိပါဒဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှရှင်းလိုက်နတ်တာကောင်းကိုမိမိကိုယ်မှလိမ့်သာချေလေလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုတော်ကအဒိဏာဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြတ်အဒိဏာဒါနဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းဆလနတ်တာကောင်းတစ်မျိုးပေးလိုက်ပြန်ဆူပေးလိုက် အဲဒီကအရကမကြီးကဝမ်းမြောက်ဝမ်းသာဆိုရယူကြမိမိတို့ကိုယ်မှချင်းပြီးဝတ်ပြီးကြအဲဒီကတတ္တိယံပြီးဒုံချိန်ရောက်ကြတော့ကာမိတုမိဇာသာရဝိရတိသီလတိဟုတော့အဝတ်ကောင်းနတ်တာကောင်းလေးချိန်ရောက်ကြတော့မုဒ္ဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒ္ဒဝါဒဝိရတိသီလတိဟုတော့အဝတ်ကောင်းနတ်တာကောင်းငါးချိန်ရောက်ကြတော့သူရာပါဏဝိရတိသီလတိဟုတော့အဝတ်ကောင်း နတ်သာကောင်းကိုကင်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေးတရားတော်မကြီးလည်းပဲဝမ်ပန်းတတာလက်၍ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်္ကာပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကြဝတ်ပြီးအင်းတဏိနတ်သာကောင်းနတ်သာကောင်းနတ်သာပြောင်းငါမျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောရင် အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းဆန်းဝတ်ပြီးနတ်တာကောင်းကောင်းလင့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမယ်မိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းကြီးဒီအဝတ်ကြီးဒီနတ်တာကြီးနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်တိတ်တင့်နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မတော်အောင်အဲ့ဒီအဝတ်ကြီးညှက်မတော်အောင် အဲ့ဒီနန္ဒာတို့ပြေမသွားအောင်ချက်သားလို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကဒီတရဏီနတာပေစင်ကသီလံသာဓုကံကတ္တဝအဗမဒီနတံပါတိတာပြောလိုက်ဟာဒကာတို့မကြီးကအာမဗန္တီဆိုလိုက်အားလောက်တော့အတိပဲသိကြတယ်မသိတယ်တော့မသိဘူးနော်အေ သူကတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းတိရပေးတဲ့ကိုတော်ကဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမီတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနှင့်သာတကားပင်စင်ကတိရ၅ပါးတိရတိဟုသောဝတ်ကောင်းစလ၅မျိုးနန္တာကောင်းနန္တာပြောင်း၅မျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရတိဟုသောအဝတ်ကောင်းစလတွေ နန္ဒကောင်းသူကိုသာဓုကံကတဝါတတိမြဲမြဲမြန်မြန်ထပြီးတော့အဗမာဒီနမမိမလျော့တဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတို့နှွမ်းမသွားငါဘသီလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနန္ဒကောင်းနန္ဒပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်လျက်သံပါတိထ မကျိုးမပေါက်မကြမပြပြအောင်ထိမ့်သိမ့်ဆောင်လျှောက်ပြည်စုံရပါစေလို့တိုက်တွန်းစကားပြောတယ်ဒီမှာတရားဓမ္မတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေငါးပါးသီလတိဟုသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကို ပန်ပြီးဝတ်ပြီးလိမ့်တပြီးတော့အနေမှာဓမ္မနေပယ်ကကြည့်ရင်ရောက်နေတယ်။အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေဘာလို့လဲမင်္ဂလာပွဲတပင်ဝတ်နေ။အေးထို့အတူပဲတဏ္ဍဂုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်တပြီးတော့ကတို့အမျိုးကောင်းကအမျိုးကောင်းသမီးများတွေ တရားမင်္ဂလာဘွဲကိုဝင်ရရအောင်တဲ့